အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကပစွန်တုပ်ကိုပေါ့နော်ချင်ငန်ဆက်သုံရဟင်းချူလေးချက်ပါမယ်ရှင်ပစွန်တုပ်ကိုတော့စု၅ခေါင်ကိုပြုတ်มาပေါ့နော်ဒါလေးကတော့စုထဲ့မဲ့အသီးအရွက်တွေပေါ့နော်မှုရဲ့ခင်းချင်းနီးရဲ့မုံလာဥနီရဲ့ရုပ်ဒီစိန်းနှောင်းကိုလည်းခြံထားပါတယ်ဒါကတော့သုံရအနှစ်ခဲပါ အမွေးအတွက်ကတော့လေစုပတေခောရဲ့ဆပလင်ရဲ့နနေမီရဲ့ကိုအသုံးပြုထားပါတယ်။ရှောင်းနှွန်ရွက်ရှိရင်တော့ရှောင်းနှွန်ရွက်ပါထည့်ပေါ့နော်။စုမကမရှိလို့စုနနေပင်ကိုပဲသုံးထားပါတယ်။ပပွက်စုနေတဲ့ရေအိုးတဲ့ကိုပတေခောနဲ့ဆပလင်ကိုယင်ထည့်လိုက်ပါတယ်။တုံရဲ့အခဲကူတော့လေစုတခဲပဲယင်ထည့်အောင်မှာပေါ့နော်။တုံရဲ့အနှစ်ကလည်းဟင်းခက်ဆုံနဲ့သဆုံထည့်ပါတယ်။ဟီးရီကခုလိုမျိုးပပွက်ဆူလာပြီဆိုရင်တော့ဆူပစွန်တော့တွေကိုထည့်လိုက်ပါတယ်။ ခရမ်းချင်းဒီမုံလာဦးနီနဲ့မြုပ်တီးစိန်နောက်တွေကိုလည်းထည့်လိုက်ပါတယ်။မှုကတော့လေကြက်မြင့်တာမလို့စူကြက်ကန်ဒီမှာထည့်မှာပေါ့နော်။တော့ရင်အခဲကလေချင်းငန်ဇက်ဆိုပေမဲ့သူကအငန်ပေါ့တယ်။ဒါကြောင့်မလို့စူငန်ပြားရီကိုထတ်ထည့်ထားပါတယ်။ပြီးရခါမှာတော့အဖုံးအုပ်ပြီးဟင်းရီတွေပပွက်ဆူလာတဲ့အထိတည်ထားပါမယ်။ အပေါ်ကတက်လာတဲ့အမြုပ်တွေကိုတော့စူးခတ်ထုတ်လိုက်ပါတယ်ပေါ်ပွားစူပြီးတည်လာလိုက်တာခုဆိုရင်တော့ခန်းချင်းဒီနဲ့မုံလာဦးနီတွေကမာတင်တင်လေးမဟုတ်တော့ဘဲနဲ့အနေငယ်လေးပြော့လာပြီပေါ့နော်အဲ့တော့စူးမှုတွေကိုထည့်လိုက်ပါတယ်မူထေးပြီးရင်တော့အဖုံးအုပ်ပြီးပပွက်ဆူလာတဲ့ထီဆက်ပြီးတည်ပါမယ်။ ဟင်းရီတွေကအခုဆိုရင်ပပွက်စုနေပြီပေါ့နော်အဲ့တော့စုအဖုံးဖွင့်ပြီးဟင်းရီရတာကိုမြည်ကြည့်ပါမယ်ရတာမြည်ပြီးရနော်ရတာအပေါ်အငန့်အချင်းဆက်ကိုတော့မိမိစိတ်ကြိုက်လို့တို့ပြင်ဆင်ပေါ့နော်ဒီမှာဆူရဲ့တုံရင်ရတာကအချင်းနဲ့အငန့်ပေါ်နေလို့ဆူတုံရင်ခဲတဝက်နဲ့ငန့်ပြရည်ကိုထထည့်လိုက်ပါတယ်ရှင်ပြီးရနော်ပပွက်ဆူလာတဲ့ဒီဆက်ပြီးတည်ထားပါမယ် ခုလိုမျိုးပပတ်ဆုလာပြီဆိုရင်တော့ဟင်းရီရဲ့အရာတာကိုနောက်တစ်ချိန်ထပ်ပြီးမြည်ပါမယ်။ကဲဒီတစ်ချိန်မှာတော့ဟင်းရီရဲ့အရာတာကအနည်းတော့ဖြစ်သွားပြီပေါ့နော်။စားကြပါအောင်ရှင်ကြည့်ပါအောင်စားချင်စရာကြီး။နောက်ဆုံးမှာတော့သူ့အနံ့ပိုမှုေးသွားအောင်ပေါ့နော်။နာနေမင်းတွေကိုအပေါ်ကအုပ်လိုက်ပါတယ်။ ကဲခုဆိုရင်တော့ဆူရဲ့ပစွန်တော့တုံရင်ချင်းငန်ဆဲဟင်းကျူကတော့ အနက်မှုမှုလေးနဲ့ကြက်ပါပြီရှင်။ပကံထဲကိုပြောင်းထည့်ပါတော့မယ်။တုံရဲ့ဟင်းကျူကတော့လေသူရဲ့အရာတာကချင်းငန်ဆဲအရာတာမို့လို့ပစွန်တော့နဲ့ပဲချက်ချက်ကြက်သားနဲ့ပဲချက်ချက်ဝက်နဲ့ယူနဲ့ပဲချက်ချက်ဆူအရင်ကြိုက်တဲ့အစာထဲမှာပါတာပေါ့နော်။ဆူလို့ပဲတုံရဲ့ကြိုက်တဲ့သူတွေလိုက်ချက်စားကြည့်ကြနော်။ကြည့်ပါဦးစားချင်စရာကြီး။စားကြပါအောင်ရှင်။ ဆူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတပါ